ကဲအားလုံးပဲမင်္ဂလာပါဒီနေ့ဒီဗီဒီယိုပို့ဖို့ post ကိုကြည့်နေတဲ့လူတွေထဲမှာယောက်အထူးတစ်ဖြစ်ယောက်ျားလေးလေးကိုပြောတာနော်ဦးလေးလေးအကိုလေးမောင်လေးတွေပေါ့ကိုရဲ့ချစ်သူကမလေးရဲ့မွေးနေ့မှာကိုရဲ့ကိုရဲ့ချစ်စနီးမယားရဲ့မွေးနေ့မှာဘာလက်ဆောင်ပေးရင်အတင့်တော်ဆုံးလဲဆိုတဲ့အရာကိုပြောပြမယ်အဲ့ပစ္စည်းကိုလည်းပြမယ်နော် အဲ့ဒီပစ္စည်းကကိုမိမအတွက်လည်းအကျိုးရှိသွားတယ်ကိုအတွက်လည်းအကျိုးရှိသွားတဲ့ပစ္စည်းဘာပစ္စည်းလဲဆိုတော့လေဟိုလိုမျိုးပန်းစည်းတွေလက်ဆောင်ပေးတာတို့လည်းမဟုတ်ဘူးအဲ့ဒါရ၄၅ရက်နဲ့ညိုးသွားတယ်မုတ်ပန်းစည်းပေးမယ်ဆိုတော့တုံးလေးရက်နဲ့လည်းစားကုန်သွားတယ်အကျိုးမရှိဘူးသူ့အတွက်လည်းအကျိုးမရှိဘူးကို့အတွက်လည်းအကျိုးမရှိဘူးပေါ့နော်ဘယ်ဟာကအကျိုးရှိဆုံးဘယ်ဟာကအတင့်တုံဆုံးလဲအမျိုးသမီးတွေအတွက်ဆိုလို့ရှိရင်လေ ီမှာအဲ့စီဒလေးဒီမျက်နှာဒီစက်ပြာကဲမွေးနေ့လက်ဆောင်ပေးတာကအတင်တော်ဆုံးပဲဘလို့မျိုးတင်တော်တယ်လေဆိုတော့ဒီဟာကိုကိုရဲ့မိမကမျက်နှာမှာတင်းတိတ်တဲ့အမေးဆက်တွေဖြစ်နေလို့ရှိရင်ဒီဟာလေးနဲ့မနဲ့ညပုံမှန်လေးတုံးဆောင်သွားမယ်ဆိုလို့ရှိရင်တလမလုံဘူးအကုန်လုံးဖြည်းဖြည်းနဲ့တက်တာတော့မယ်ပါတော့မယ်အဲ့ဆိုတော့ကုမိန်မလည်းလှသွားတယ်မျက်နှာကကုမိန်မရဲ့မျက်နှာတွေကုကုမိန်မရဲ့စိတ်ချမ်းသာမှုလှပမှု လက်နာပပနေရဘုရားယောက်ျားမှာတာဝန်ရှိတယ်မိမလာမယောက်ျားကုန်ရှိတယ်ဆိုတဲ့စကပုံနဲ့လဲကြိုက်နေသွားတယ်ကိုကနာမည်လဲရသွားတယ်မျက်နှာလဲရသွားတယ်ပေါ့နော်အဲ့ဆိုတော့ မင်းကလေးတွေကလည်းကိုမျက်နှာလည်းလာသွားတယ်ပြီးလို့ရှိရင်မင်းကလေးတွေရဲ့စိတ်ထဲမှာယဉ်ထဲမှာတော့အော်ကျမယောက်ျားကလည်းဒီကဘာပေါ်မှာအကောင်းဆုံးပဲတခြားအပြင်စားလည်းမရှာစားဘူးကိုအင်းကမိန်းမဇနီးကိုပဲတန်ဖိုးရှိရှိနဲ့ချစ်ပေးတယ်လအောင်ထားတယ်စိတ်ချမ်းသာအောင်ထားတယ်ဆိုပြီးမှတာဝန်ကျေတဲ့ခင်ပုံပဲဆိုမှကိုရဲ့ကိုမိမရဲ့ယင်ထဲမှာနှလုံးသားထဲမှာနေရာကနေရာအပြည့်ရသွားပြီကိုက အမှတ်ပေးမယ်ဆိုရင်အမှတ်100ကျော်ရသွားတယ်။ကျောင်းမှာဇာမင်ပွဲဖြစ်ရင်ဆရာမတွေကအမှတ်100ပဲပေးတယ်နော်။ကြားလား။အချောင်မယောက်ျားလေးတွေမအားနဲ့။ပတ်စံ9500ကျပ်နဲ့ဥမာတစ်ချက်ခုတ်၄ချက်ပြတ်သွားတယ်ဆိုတဲ့။ဒီ9500ကျပ်နဲ့မတန်ဘူးလား။နော်ယောက်ျားလေးတွေမအားနဲ့နော်။ဘယ်ဥမျိုးသမီးတွေအတွက်ငွေနဲ့လက်ဆောင်မှာပေးမယ်အတင်းတော်ဆုံးဆိုတာ ဒီဟာကအတင့်တော်ဆုံးပါအကောင်းဆုံးပါเนาะယောက်ျားလေးတွေမအားနေเนาะကျွန်မပြောတဲ့အတိုင်းပဲလိုက်လို့ဒီစက်ပြကလေးပဲလက်ဆောင်ပေးပါအတင့်တော်ဆုံးပါကျွန်မရဲ့တစ်တော့အကောင့်မှာ Viber number ဖုန်းနံပါတ်ရေးထားတယ်အဲမွေးနေ့လက်ဆောင်ပေးခြင်းတယ်မာယူခြင်းလဲဆိုလို့ရှိရင်ကျွန်မရဲ့တစ်တော့အကောင့်မှာဆက်တွေ့မာယူလို့ရပါတယ်ရှင်